ကျွန်တော်တို့ဂိမ်းဆော့တဲ့အခါအမြဲတက်တက်တဲ့ပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဖုန်းအရန်ပူလာတာပဲဖြစ်ပါတယ်။အခုလိုမျိုးနေရဒီမှာဆိုရင်တော့ဂိမ်းဆော့နေတဲ့အချိန်ဖုန်းကအရန်ကိုပူလာပြီးတော့ဆော့လို့အဆင်မပြေတဲ့အထိကိုဂိမ်းဆော့ရတာထင်နေနိုင်ပါတယ်။အဲ့လိုမျိုးအခြေအနေမှာဆိုရင်ကျွန်တော်ကိုလေးဖန်ကြီးတက်ပြီးတော့ဆော့ရပါတယ်။အဲ့ဒါဆိုရင်စိတ်ကူစရာမလိုပါဘူး။ပုံကူရှိပါတယ်။ ကျွန်တော်အခုပြောပြမယ့် Poco A7 Pro ကတော့ gain ဆော့တဲ့အချိန်မှာအရင်ကြီးပူမလာအောင် Liquid Cool Technology ဆိုပြီးတော့ထည့်ပေးထားပါတယ်။ Liquid Cool Technology ဆိုတာကတော့ကားထဲမှာဆိုရင် engine overheating မဖြစ်အောင်အေးခံပေးရဲ့ဒီပညာတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ Poco H7 Pro မှာတော့ဒီလိုမျိုးကားအင်ဂျင်ကိုအေးခံပေးရစနစ်ကိုလုံးဝချုပ်ပြီးတော့ဒီဖုန်းလေးထဲမှာထည့်ထားရပဲဖြစ်ပါတယ်။အဲဒါကြောင့်မဲ့အခုလိုအရန်ပူတဲ့အချိန်မှာဒီ Poco H7 Pro နဲ့ဆော့လိုက်မယ်ဆိုရင်တကယ်ရင်းနေကြမှာလုံးဝအထာကျနေမှာပဲဖြစ်ပါတယ်။ဒီဖုန်းရဲ့ processor က Dimensity 6400 Ultra ကိုသုံးထားပြီးတဲ့အတွက်ကြောင့် performance အရန်ကိုကောင်းမှာဖြစ်ပြီးတော့ UI နဲ့အနေနဲ့ကတော့ Xiaomi ရဲ့ HyperOS ကိုအသုံးပြုပေးထားပါတယ်။နောက်ပြီးတော့ဒီ Poco ဆိုတဲ့ brand က Xiaomi ကနေပဲထုတ်ထားတာဖြစ်ပါတယ်။ဆရာ 18ဩဂတ်လအိန္ဒိယနိုင်ငံနယူးဒေလီမှာ Xiaomi ရဲ့ Mi Rate ဖုန်အဖြစ်ကြေညာခဲ့ရပဲဒီပါတယ်။ကိုကိုမှာ series 2မျိုးရှိရယ် C series, M series, H series နဲ့ F series ဆိုပြီးတော့ထွက်ထားပါတယ်။အဲတရင်ကောင်းအနေနဲ့ကျွန်တော်အခုကိုင်တဲ့ Poco H7 Pro နဲ့ C75 နဲ့ C76 ကမြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ရောင်းချသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဖုန်းအကြောင်းနဲ့အများကြီးပြောပြသွားရည်ဆိုတော့ဒီဖုန်းရဲ့ performance ဘယ်လောက်ကောင်းလဲဆိုတာကို game ထဲမှာတွားပြီးတော့ကြမ်းကြည့်မယ်။ ဆိုတော့ကျွန်တော်ချောင်းကင်ပြီးတော့ဒီ KOS ကိုနည်းနည်းကြမ်းပြသွားမှာပဲဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ဒီဖုန်းကဈေးဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်။အပုံကို87 Pro ကဒီ version 2မျိုးလာတယ်။256ကနေ512ကြည့်ဆိုပြီးတော့ဒီ version 2မျိုးလာပါတယ်။256ကတော့149,900ပဲဖြစ်ပါတယ်။512အနေနဲ့ကတော့ဒီ15သိန်း9900ဖြစ်ပါတယ်ကျွန်တော်ရဲ့အမြင်ကိုပြောပြရမယ်ဆိုရင်ဒီဖုန်းကကင်ရတာတော်တော်လေးကိုပေါ့တယ်15သိန်းဝန်းကျင်ဈေးထဲမှာဖုန်းကောင်းတစ်လုံးကိုရှာနေဆိုရင်ဒီ Poco A7 Pro ကိုရွေးချယ်တင်တယ်လို့ကျွန်တော်ကြံပေးပါတယ်